လိန်တူချစ်တူအဖြစ်အသိပေးခဲ့တာကြောင့်ဝေဖန်ခံရတဲ့ချမ်းမြင့်မောင်ချိုအသက်25နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ချမ်းမြင့်မောင်ချိုဟာပြီးခဲ့တဲ့2018ခုနှစ်မြန်မာအိုက်ဒေါ်တချင်းဆိုပြိုင်ပွဲမှာဝေရောက်ရှင်ပြိုင်ခဲ့ပြီးနောက်ဆုံးပိုင်နဲ့အဆင့်တက်ရောက်နိုင်ခဲ့သူပါဒီပြိုင်ပွဲမှာတော့နောက်ဆုံးအဆင့်ရောက်ရှိလာကြတဲ့ဖြိုမြအောင်နဲ့ချမ်းမြင့်မောင်ချိုတို့ကိုအပြိုင်ဆိုင်အားပေးကြတဲ့ ပိုင်တရီရဲ့ကြားလှုပ်ခဲစီခဲ့တဲ့ပြန်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပြန်ပွဲနောက်ဆုံးနေ့မှာတော့ဂျပန်ရဲ့ကြောင်းချက်မြင့်မောင်ကျိုကဝင်ရောက်ရှင်ပြန်ခြင်းမပြုခဲ့ပဲဝင်းနာဆုကိုဖြိုမြအောင်ကရရှိသွားခဲ့တာဖြစ်ပါတယ်။အဆိုတော့ချက်မြင့်မောင်ကျိုရဲ့အချိန်ရတဲ့ကသူ့ကိုချစ်ခင်အားပေးခဲ့ကြတဲ့အမျိုးသားတို့အတွက်နှမျိုးတတဖြစ်စေခဲ့ပါတယ်။ချက်မြင့်မောင်ကျိုက၎င်းပေါ်ချစ်ကြိုက်ခဲ့တဲ့အမျိုးသားများစွာတွေကသူ့ကိုရည်ချက်သွားခြင်းကြောင့်မဟုတ်ပဲမိန်းလေးချင်းချင်းဂဲလပ်ချစ်ကြိုက်နေခြင်းကြောင့်ဖြစ်ပါတယ်။ချက်မြင့်မောင်ကျိုကစတူဒီယိုတည်ထောင်ရှင်အမျိုးသမီးအ ဆိုတော့အီအီရဲ့တအူးတီတော်တမင်းရဲ့အဖြစ်ပဲခေတာလန်ချောင်းကိုမြမအိုက်တော်ပြိုင်ပွဲကနေတစဉ်ဝင်ရောက်ခဲ့ပေမဲ့လေသူရဲ့အနုပညာဂီတာဆန်ကပြိုင်ပွဲကလေးကမခေခဲ့သူပါ2025ခုနှစ်ဖေဖော်ဝါရီ20ရက်နေ့မှာတော့သူမစစ်တူရှိနေပြီဖြစ်ကြောင်းမိန်းကလေးအချင်းချင်းချစ်ကြနေရဲ့ဆိုတဲ့တဲ့င်စကားကမင်္ဂလာကြောင်းနဲ့ကျွန်ပွားသူဖြစ်ကြောင်းကိုတယ်ဝင်အသိပေးခဲ့တာဖြစ်ပါတယ်။ ချမ်းမြေမောင်ကျွာချန်တိုင်းသူလီမြန်မာစတားပြန်ပွဲဝင်တွေဦးနဲ့ချက်ကျူရီဖြစ်နေကြောင်းကိုချန်းစုံညေဗရာဟီတာအတင်းကဂျန်ပါရီ89နှစ်မြောက်ချန်းအမျိုးသားနဲ့အထိမ်မှန်ကွန်ပြူပွဲမှာဒီအချက်သူမိန်လေးနဲ့တွေ့ရထားတဲ့တပ်ပေါ်နဲ့တူ၎င်းတို့ရဲ့ချက်တက်တန်း17လပြည့်သွားပြီဖြစ်ကြောင်းကိုတင်ဝင်အသိပေးခဲ့တာဖြစ်ပါတယ်ချမ်းမြေမောင်ကျွာ2025ခုနှစ်ဖေဖော်ဝါရီလအတွင်းကထရှိခဲ့တဲ့တန်အန်ဆာတချင်းကလည်းမိန်လေးအချင်းချင်းချစ်ကြိုက်မှုပုံစံအတိုင်းတည်ဆောက်ဖို့ထားတာဖြစ်လို့ တိယဆောင်ဖော်ထားတာပြုလို့သူရဲ့ပြည်သူတွေကမိကွန်းထုတ်ခဲ့ကြတာပါ။တိတ်မကြခင်မှာပဲသူ့အခြေရင်မှာဘလောက်အခြေပျော်ရှင်နေရတယ်မမေးပါနဲ့မျက်နှာကွယ်တာကြည့်ပါလို့မီဒီယာတွေကိုအသိပေးခဲ့သလိုမိခင်ဖြစ်သူကလည်းနားလည်မှုပြည့်ပြည့်ထားကြောင်းဆိုခဲ့ပါတယ်။ချမ်းမြေမောင်ကျွမ်းငယ်ရွယ်စဉ်ကလေးကမိန်းကလေးမဆန်သောသမီးမိန်းကလေးတူဖြစ်ခဲ့ကအနေထားအပြောဆိုအမှုအကျင့်တွေကစားရောက်ကြလေးပုံစံအတိုင်းနေထိုင်ကြည့်ပြင်းခဲ့သူသူကြည့်ကြောင်း၎င်းတို့နဲ့နေဆက်တဲ့အတိုင်းဝိုင်းထံမှကြာတိခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလင်တူချစ်တူများပြည့်အစရောဂီကင်းနဲ့အလှမဲဆွေစဉ်ထက်ပြည့်စဲမိကက်မီဟုနဲ့ဟန်လီပြည်ပြည့်အစရောပိုးမီနဲ့ထူချက်ဒီဇိုင်နာငိမ့်ကွန်နဲ့တောက်တာအီတို့စုံတွဲတွေရှိခဲ့ပူပြီးအခုတစ်ခေါက်မှလည်းချက်မြေမောင်ချုံနဲ့ຫນွေဦးရဲ့အခြေရေပေါ်အာဗီအာမြောက်ပြုသူများပြားလျက်ရှိသလိုတချို့ကတော့တပါဝနဲ့ဆန့်ကျင်တာကြောင့်မနေမျိုးသူတွေလည်းရှိလို့နေပါတယ် ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းအကြောင်းအသေးလေးနဲ့ကြိုးပြန်လာခဲ့ဦးမှာဖြစ်လို့အတတတတွေတင်နိုင်မလို့တက်ကြည့်ရှုနိုင်ဖို့အတွက်ကျမတို့ရဲ့ page လေးကိုလည်း like and follow လုပ်ထားပေးကြပါဦးနော်။အဆုံးတရားပြီးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။